ဘာပြောမလဲဆိုတော့ဟိုတနေ့ကမေးတယ်ရွှေတဲ့လှုပ်ထားတဲ့မမတယောက်ကရွှေကြိုလို့ရှိရင်တဲ့အရေးကြသွားတယ်ဆိုတော့ဟုတ်ပါသလားတဲ့ဟုတ်ပါတယ်နော်ဘလို့အရေးကြနှုံးနဲ့အရေးကြနိုင်တယ်တဲ့ဆိုတဲ့ခါကျတော့ကျမတို့ရွှေမာကကျမတို့ရွှေထည့်လုပ်မယ်ဆို16ပဲအခောက်ရွှေရနေပြီးတော့မှကျမတို့ကအာဒါ ဆက်ရတာပေါ့เนาะជីဘောအခြားတတ်တူပေါ့လေစသဖြင့်ကျွန်တော်တို့အဲ့လိုမျိုးနဲ့ထည့်ပြီးတော့မှဆက်တဲ့အချိန်မှာကျွန်တော်တို့အတွင်းဆက်နဲ့အပြင်ဆက်နဲ့ဆိုပြီးတော့မှရှိတယ်ရွှေဆက်နီးပေါ့เนาะဒါပရင်းစရာကြီးတွေဆိုလည်းသိပါတယ် ်အတွင်းဆက်နဲ့အပြင်ဆက်နဲ့ဆိုပြီးတော့ရှိတယ်အပြင်ဆက်ဆိုတာကဘာလဲဆိုတော့ကျမတို့အခောက်ရွှေတစ်ချက်သားအခောက်ရွှေတစ်ချက်သားကိုခုနကအာရွှေဆက်ခဲပေါ့နော်ဆက်ခဲကျမတို့ကတပဲထည့်လိုက်တယ်ဆိုလို့ရှိလို့ရှိရင်15ပဲပေါ့နော်15ပဲရရတာပေါ့နော်အဲ့တော့ဒီအာအခောက်ရွှေကျမတို့ကတစ်ချက်သားကိုနှစ်ပဲထည့်လိုက်တယ်ဆိုလို့ရှိရင်ကျမတို့က14ပဲရတာပေါ့အခောက်ရွှေတစ်ချက်သားကိုကျမတို့ကဆက်ခဲ3ပဲထည့်လိုက်တယ်ဆိုလို့ရှိရင်73ပဲရရတာပေါ့နော်အဲ့တော့ရွှေ အဲဒါဆိုရင်ဘလို့ဖြစ်သွားမလဲဆိုတော့ရွှေတစ်ချက်သားကျွန်တော်တို့အပြင်ဆက်မှာရွှေတစ်ချက်သားကိုဆက်ခဲတစ်ဘဲထည့်လိုက်တဲ့အတွက်ကြောင့်မလို့တစ်ချက်နဲ့တစ်ဘဲအလေးချိန်တင်သွားမယ်ရွှေအရည်ရ15ဘဲရည်15ဘဲရည်တစ်ချက်နဲ့တစ်ဘဲရသွားမယ်ဒါကအပြင်ဆက်လို့ခေါ်တယ် နော်နောက်တစ်ခါအတွင်းဆက်ဆိုတာရှိသေးတယ်အတွင်းဆက်ဆိုတာကကျတော့ကျမတို့ရွှေ15ဘဲရေကိုအခောက်ရွှေ15ဘဲကိုခုနဆက်ခဲတဘဲထက်ဆက်တာပေါ့သူကတကြက်အပြည့်ကိုသွားတာပေါ့နော်အဲနောက်တစ်ခါအခောက်ရွှေ14ဘဲကိုဆိုရင်နှစ်ဘဲဟိုထည့်တာပေါ့နှစ်ဘဲထည့်တယ်ဆိုရင်ဒါဆိုလို့ရှိလို့ရှိရင်14ဘဲဖြစ်ပြီးတော့မှတကြက်ဖြစ်သွားတာပေါ့နော်အဲ့တော့ကျမတို့အတွင်းဆက်နဲ့အပြင်ဆက်နဲ့ဆိုပြီးတော့မှရှိတယ်နော်အပြင်ဆက်ကတော့ရွှေတင်ပြည့်ကြက်ပြည့်တကြက်ကိုမှကျမတို့ဟိုထည့်ထည့်ပြီးတော့မှဆက်တာပေါ့နော်ထည့်ထည့်ပြီးတော့မှ ါဆက်တာအဲ့တော့ဒါဆိုရင်တစ်ချက်တစ်ဘဲဖြစ်သွားပြီပေါ့နော်တစ်ချက်တစ်ဘဲ15ဘဲရေရွှေအခောက်ရွှေတစ်ချက်သားကိုခုနကဆက်ခဲတစ်ဘဲထည့်လိုက်တော့အလေးချိန်ကတစ်ချက်နဲ့တစ်ဘဲဖြစ်သွားပြီရွှေအရင်က15ဘဲရေဖြစ်သွားပြီဒီဒီရှင်းပြီနော်15ဘဲရေဖြစ်သွားပြီဒါဆိုရင်ဟုတ်ပြီအဲ့ဒီ15ဘဲရေကိုကျမတို့ကအထည်လုတ်လိုက်ပြီနော်15ဘဲရေကိုအထည်လုတ်လိုက်ပြီ အထည်လုံးလိုက်ပြီးဆိုဆွဲကြိုးပေါ့အကယ်ဒီလိုမျိုးဆွဲကြိုးလေးတွေလုံးလိုက်ပြီးပေါ့အဲ့တော့ဒီလိုမျိုးဆွဲကြိုးလေးတွေဖြစ်ဖို့အတွက်ကိုကျွန်မတို့ကဝင်းလေးတွေဆန့်ရတာလေးတွေရှိရင်အဲဒီလိုမျိုးပေါ့တူဝါတာထိရတာလေးတွေဒီပုံစံရဲ့စပေါ်မှာမူတည်ပြီးတော့မှကျွန်မတို့ရွှေခေနဲ့ဆန့်ရတယ်ခေဟီသားလေးတွေတစ်ခါပြန်ပြီးတော့မှဝင်ပြန်တယ်နော်ခေဟီစလေးတွေခေဟီအဲ့တော့အထည်ဆန်းပြရင်ဆန်းပြရတယ်လို့ကျွန်မတို့အုံးစံကြိုးလိုဟာမျိုးဆိုတာခေဟီများတဲ့ကြိုးတွေပေါ့နော်ကြိုးဆန်းဆန်းပြပြတွေဆိုတာကျွန်မတို့ခေဟီများတဲ့ကြိုးတွေပေါ့လေနော်အဲဆက်ကြိုးလိုမျိုးနန်းဆွဲကြိုးတွေဆိုလို့ရှိရင်ဒါဆိုရင်ခေဟီတတ်ပါတယ်ကြိုးတွေပေါ့ခေဟီမပါတဲ့လောက်ကို ရှိတယ်။ကျွန်တော်တို့ဂျိတ်နေရာလောက်မှာပဲဒီဂျိတ်ကောင်း support အတွက်ခွင်းဆွတ်တဲ့နေရာလောက်ပဲခရီးသားပါပြီ။တန်တာဒီ15ပဲအစင်ရတာပေါ့နော်။အေးကျွန်တော်တို့အုံးဆန်ကျိုးလို့ဗာမျိုးတို့ဟာမျိုးอ่ะကြတော့ကျွန်တော်တို့ကခရီးသားတွေများတာပေါ့။ခရီးသားတွေပါသေးတာပေါ့။ဒါဆိုလို့ရှိရင်အဲ့လိုမျိုးအုံးဆန်ကျိုးတွေကိုကျွန်တော်တို့ကအခောက်ရွှေပြန်ချွတ်မယ်ဆိုလို့ရှိရင်ခုနကဆက်ကျိုးကိုအခောက်ရွှေပြန်ချွတ်မယ်ဆိုလို့ရှိရင်ကြာနှုံးချင်းက ဒီအုံးစံကျိုးကိုချွတ်တဲ့ဟာက ကြနှုံးပူကြသွားပါလိမ့်မယ်။ဘာရှိတဲ့မူရင်းရှိနေတဲ့အလေးချိန်ကနေပြီးတော့မှဥပမာတကြက်ရှိနေတယ်ဆိုလို့ရှိလို့ရှိရင်ကျွန်မခုနပြောတဲ့လိုမျိုးပေါ့နော်။အဲဟိုဆက်ထားတဲ့15ဘင်းကိုဆက်ထားတဲ့ဒီ အခြားတတ္ထုထွက်မယ်နောက်တစ်ခါဂဟေစာထက်ထွက်သွားမယ်ဂဟေအများကြီးများတယ်လို့ညော့သွားမယ်ပေါ့နော်အဲ့တော့ကျမတို့ကတကြက်သားကိုချွတ်လိုက်တယ်ဆိုလို့ရှိလို့ရှိရင်ကျမတို့ကတပဲနှွေတပဲသုံးွေညော့သွားမှာပေါ့နော်တပဲသုံးဒီထက်ပိုပြီးတော့မှအရေးကြတယ်ဆိုလို့ရှိရင်တပဲလေးွေစသဖြင့်ဒီလိုမျိုးတွေညော့သွားနိုင်တာပေါ့အဲ့တော့ရွှေအရေးကြရင်ကြတယ်လို့ဂဟေအများကြီးများတယ်လို့ကျမတို့ကပြန်ပြီးတော့မှကြပါတယ်ဒါကြောင့်မို့ကျမတို့တွေအရင်ကနဝလီကောက်တယ်ဆိုရဲနဝလီကောက်တဲ့ဆိုင်တွေရှိတယ်အခုလည်းရှိပါတယ်နော်ကျမတို့နဝလီကောက်တယ်ဆိုရဲဆိုင်လေးတွေ့လာစပွဲကုန်လေးတွေနဲ့ချပြီးတော့မှ ရွှေနဝလီကောက်ပြီးဆိုပြီးတော့မှဝယ်ကောက်တဲ့သူတွေရှိတယ်မလားသူတို့ဆိုမှတ်ကလေးတွေရွှေလေးတွေကိုမှတ်ကလေးတွေတိုက်ကြည့်တယ်တိုက်ကြည့်ပြီးတော့မှအဲဒီအထေရကဟေများလားမများလားဆိုတော့သူတို့ကဒီပေါ်မှာ risk ယူပြီးတော့မှသူတို့က ကောက်ရတာရွှေရင်ကတော့ဟုတ်ပြီ14ပဲလောက်ရှိတယ်ဒီကဟေနဲ့ဆိုလို့ရှိလို့ရှိရင်တော့ငါအဲနည်းနည်းဘလောက်ကျသွားနိုင်မလဲအဲကျသွားနိုင်မယ်ဆိုငါဘယ်ဈေးလောက်ပေးရင်ကိုက်တယ်လဲဆိုပြီးတော့မှသူတို့နဝလီကောက်ကြတာပေါ့နော်အဲဆိုရင်ကျွန်တော်တို့ကဟိုဥစားပေါ့လေစုပြီးတော့မှအထုတ်လိုက်ကြီးအထုတ်လိုက်ကြီးစုပြီးတော့မှကျွန်တော်တို့10သားလိုဟာမျိုးများဟန်းချင်းလေးရှိရတမိလက်ပြပေးမယ်နော်ညဥစား10သားလိုဟာမျိုး9ချက်သားလိုဟာမျိုးကျွန်တော်တို့ကဖြစ်ပြီးဆိုကျွန်တော်တို့ကအရင်တော့ကတော့ရွှေပုံသားလမ်းမှာဘာတန်းဆိုပြီးတော့မှအခောက်ချွတ်တဲ့စီရှိတယ်အဲ့ဒီမှာသွားသွားချုပ်ရတာပေါ့ကျွန်တော်တို့ဆိုင်ရွှေ တွေဆိုလည်းဒီလိုပဲကျမတို့အထည်ပြက်တွေများတယ်ဆိုရင်ကျမတို့ကအထည်ပြက်တွေပြန်သုံးလို့မရတဲ့ဟာဆိုအဲ့ဒီမှာသွားပြီးတော့မှအခောက်တုံးချွတ်ရတယ်ကျမတို့ကအဲ့ကြလို့ရှိရင်ဘာတန်းအခောက်ဆိုပြီးတော့မှရွှေအခောက်တုံးပြန်ထွက်လာတယ်အဲ့တော့ရွှေအရင်ညံ့ရင်ညံ့တယ်လို့ပေါ့ခါလေးကျကျမတို့ကတောင်းပြောင်းပေါ့နော်ဆွဲကြူတွေလည်းပါမယ်လက်ကောက်တွေလည်းပါမယ်ဟိုဆန်းပဲကြီးတွေဆယ်ပဲကြီးတွေရွှေမီကာမတ်တက်တင်ကြောက်ထဲကြီးကနေဖြုတ်တင်ဟာရင်လည်းပါမယ်ကျမတို့ကြောက်တွေဆိုဖြုတ်ပြရွှေတွေပဲယူထားပြီးတော့မှအဲ့လိုမျိုးဒီလိုအထုတ်လိုက်ကြီးကြိုးရတာပေါ့ကြိုးလိုက်တဲ့အချိန်ကျရင် ကျမတို့ခုနကရွှေအရင်ညံ့ရင်ညံ့တယ်လို့ကျမတို့ကဝိတ်ချင်ရရော့ပါတယ်နော်ဆိုတော့တခါတလေကျရင် average ကျမတို့ကဘယ်လောက်လောက်ပဲသွားတင်လဲဆို73ပဲလောက်နှုံးလောက်ပဲသွားတင်အောင်ကို ထွက်သွားတယ်ပေါ့နော်သုံးဘဲတစ်ချက်ကိုသုံးဘဲနှုံးလောက်ကိုကျသွားတဲ့အခါမျိုးတွေလည်းကျပါတယ်ကျမတို့ကခေအများကြီးများတယ်လို့ရွှေကောင်းရွှေညံ့နေရောပြီးတော့မှတစ်ချက်ကိုသုံးဘဲနှုံးလောက်ကျပြီးတော့မှကျမတို့၁၀သားဆိုလို့ရှိလို့ရှိရင်အများကြီးပေါ့လေအဲဒီလိုမျိုး၁၀သားချွတ်လိုက်တယ်ဆိုကျမတို့ကခုနှစ်ချက်လောက်ပဲတင်တာမျိုးတွေတစ်ခါလေးဆိုဖြစ်ပါတယ်ခါလေးကျရင်၈ချက်လောက်ပဲတင်တာမျိုးတွေဖြစ်ပါတယ်နော်ဒီလိုမျိုးဆိုတော့အဲ့တော့ပုံမှန်ရှိသလားဆိုပုံမှန်ဆိုတော့ဒီရှိနေတဲ့မူရင်းမူလဆက်ထားတဲ့ရွှေတစ်ချက်ကိုဆက်ထားတဲ့ရွှေအရေပေါ်မှာရင်ရွှေအရေရဲ့မှန်ကန်မှုရှိတယ်ဆိုရင်တော့မှဒီခေသား ားတွေရဲ့ပါရာရဲ့အနည်းများပုံမှာမူတည်ပြီးတော့မှရွှေအေးရကျသွားပါတယ်เนาะဒါကတော့ရွှေအေးကျလားမကျလားဆိုတဲ့အနေနဲ့ပတ်သက်လို့ဖြည့်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြောက်ထည်ဒီစိန်တယ်ဒီကိုတဲ့နောက်ထပ်မေကွန်လေးတစ်ခုရှိသေးတယ်တခါတည်းဆက်ဖြေလိုက်မယ်ဗီဒီယိုလေးအချိန်ပိုနေတော့ကြောက်ထည်ဒီစိန်တယ်ဒီကိုတဲ့ကျွန်တော်တို့အဲစစ်တဲ့နေရာမှာတဲ့မြန်မာပြည်ကစစ်ဆေးချက်စစ်ဆေးတဲ့ဟာတွေရအောင် ခိုင်မာသလားတိကျသလားဆိုတော့အဲခိုင်မာပါတယ်တိကျပါတယ်အကုန်လုံးပညာရှင်တွေပဲစစ်ပေးတာဆိုတော့ဒါပေမဲ့ကျွန်တော်တို့ခုနလိုပေါ့အဲဗဒညာလိုဟာမျိုးအရေးသတ်မှတ်ချက်ကလေးတွေဘာလေးတွေဆိုရင်တော့ဆရာတယောက်နဲ့တယောက်နဲ့သဘောထားလေးတွေနည်းနည်းလေးတွေသူတို့ရဲ့ ုံးသက်ချက်လေးတွေကွာလာလေးတွေပုံမှာမူတည်ပြီးတော့မှနည်းနည်းလေးကွဲလွဲမှုလေးတွေတော့ရှိနိုင်တယ်အတုအစစ်ကိုစစ်တာကတော့ကျမတို့တရားရာဂိုင်းလုံးစိတ်ချရပါတယ်เนาะကျမတို့ဒီကပညာရှင်တွေစစ်တာလေတရားရာဂိုင်းလုံးစိတ်ချရပါတယ်ခုနလိုပေါ့ကြောက်ရဲ့ကာလာကိုခံမန်းတဲ့ဟာမျိုးလေးဆိုရင်တော့ဆရာတယောက်ရဲ့တယောက်ရဲ့စီမင်းစီကံလေးတွေတို့နည်းနည်းလေးအဲတို့ရဲ့ပုံမှာမူတည်ပြီးတော့မှနည်းနည်းလေးကာလာခံမန်းတာလေတချို့ lab တွေက PG ထွက်တယ်တချို့ lab တွေက PG မပေးဘူးစသဖြင့်ဒီလိုမျိုးလေးတွေ တွေ့ရကြရပါတယ်เนาะဒါပေမဲ့အတုအစစ်ကိုစစ်တာကတော့ကျမတို့မြန်မာပြည်ကကြောင်မြက်စစ်စည်းကန်းဟာတွေဒီအကုန်လုံးဒီတရားရဂိုင်းလုံးမှန်ကန်မှုရှိပါတယ်။ဘယ်မှာတွေစစ်လို့ရနိုင်လဲဆိုရင်ရန်ကုန်မန္တလေးစတဲ့မြို့ကြီးတွေမှာကြောင်မြက်စစ်စည်းချက်အဲခန်းထုတ်ပေးတဲ့ဟာတွေအများကြီးရှိပါတယ်เนาะကြောင်မြက်စစ်စည်းကန်း laboratory တွေအများကြီးရှိပါတယ်။ဒါနီးစက်ရကျမတို့ Time City လို့မျိုးမှာအဲကျမတို့ Junction City လို့မှာမျိုးတွေလည်းရှိရဲကျမတို့ဂျန်နေနေရာတွေမှာလည်းအများကြီးရှိပါတယ်เนาะ ရန်ကုန်မှာဆိုလို့ရှိရင်လေလေအဲ့တော့အတုအစစ်ကိုစစ်ပေးတာကတော့တရားရဂိုင်းလုံးစိတ်ချရပါတယ်ကြောက်ကာလာလေးကိုကတော့ဆရာတယောက်ရဲ့တယောက်ရဲ့သဘောထားကွဲလဲချက်လေးကိုပေါ်မူတည်ပြီးနည်းနည်းလေးကာလာဂရီနဲ့တတ်မှတ်ချက်ကလေးတွေတော့ကွဲလွဲပါတယ်နော်ဆိုတော့ဒါပေါ့အဲ့တော့ဟိုရွှေအေးကြနိုင်လားမကြနိုင်လားဆိုတာရင်ကြောက်မြက်စစ်စေးချမ်းကြက်ဒီခိုင်မာလားမခိုင်မာလားရယ်ဆိုတာလေးကိုဒါဒီနေ့အဲတစ်ဖြတ်ပေါ့เนาะပြီးတော့မှနောက်ထပ်တစ်ဖြတ်တစ်ခါထပ်ပြီးပြောကြဆိုရယ်เนาะ